အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တင်းရည်ညမှာကစားသွားမယ်ဘူရောပါထိုက်တန်းလေးတွေရဲ့ဈေးကွက်အရထူးခြားနေတဲ့ပွဲစဉ်တွေကိုရွေးချယ်ပြီးတော့တင်ဆက်ပေးသွားပါမယ် ပမာဆုံးပွဲဖြစ်တင်းနေညာရဲ့စောပိုင်းပွဲစဉ်ဖြစ်တဲ့ကိုမိုနဲ့ဂျူမန်တက်အသင်းတို့ရဲ့အားပြိုင်မှုမှာ19နှစ်မှာရပ်တည်နေတဲ့ဂျူမန်တက်က18နှစ်အားကိုမိုလေဗန်20ရှုံးဝင်းနေမဲ့ကြောပြထားပြီးတော့ဂိုးပေါင်းဈေးက2.90ဆိုပြီးဖွင့်လှစ်ထားတယ်။ဘော်ဒီဈေးပြောင်းလဲမရှိဘဲနဲ့ဂိုးပေါင်းဈေးကမူလာဈေး2.80ရာနဲ့ဝင်ရိုးတစ်ဆင့်ကျဆင်းလာတာကိုမြင်ရတယ်။ပြီးခဲ့တဲ့ရာသီအမှတ်ပေးပြိုင်ပွဲတွေ့ဆုံခဲ့တဲ့နေရာမှာဂျူမန်တက်ကအင်ကွင်းမှာတစ်လုံး80ရှုံးကိုမိုကွင်းမှာလေဗယ်100ရှုံးကြောပြခဲ့ပြီးတော့နှစ်ကျော်စလုံးဂျူမန်တက်အသင်းကနိုင်ယူနိုင်ခဲ့တာကိုမြင်ရတယ်။ အဲ့နိုင်ခဲ့တဲ့နှစ်ပွဲစလုံးလဲဂိုးပေါ်ဝင်ထားတာကိုတွေ့ခဲ့ရတယ်ဒီချိန်ဈေးကွက်ခင်းချင်းရတော့အ ਨੇ ဆုံးအောက်တစ်ခွက်ကိုစဉ်းစားရမယ်ဖွင့်လှစ်မှုလို့ဆိုချင်ပါတယ်နောက်ထပ်စီးရီးအပွဲကောင်းတစ်ပွဲဖြစ်တဲ့အတလန်တာနဲ့လာဇီယိုပွဲစဉ်မှာတော့တလန်တာကတစ်ပေါင်း90ကျော်ပေးထားပြီးတော့ဂိုးပေါင်းဈေးက3ပေါင်း80ဆိုတဲ့ဈေးကွက်ဖွင့်လှစ်ထားတယ်မူလပေါ်ဒီဈေး level 80ရှုံးကနေမြင့်တလာတာဖြစ်ပြီးတော့ဂိုးပေါင်းဈေးကတော့အပြောင်းလဲမရှိဘူးလို့ဆိုရမယ်အိမ်ဝင်းပါကမူမှာလာဇီယိုအဲ့ခံခဲ့တဲ့နောက်ဆုံး9ချိန်မှာ လေးချိန်ကြေကြထားတဲ့အရလနာအသင်းအနေနဲ့ဒီချိန်နိုင်ရဖို့ရာခိုင်နှုန်းများတယ်လို့ဈေးကွက်ဖွင့်တဲ့သူတွေတွက်ဆထားမှုရပါတယ်။လာလီဂါပွဲရဲထဲမှာတော့စက်တာဘီကိုကဆိုစီတာအသင်းကိုလေဗယ်80ရှုံးကျော်ပေးထားပြီးတော့ဂိုးမောင်စေးရ290ဆိုပြီးဖွင့်လှစ်ထားတာကိုတွေ့ရတယ်။မူလာဘော်ဒီစေးလေဗယ်30ရှုံးကနေအနည်းငယ်မြင့်တက်လာတဲ့ဘော်ဒီစေးနှံဖြစ်ပြီးတော့ဂိုးမောင်စေးရလည်းမူလာတဲစေး290ကနေအတော်လေးမြင့်တက်လာတဲ့ဈေးနှံလို့ပြောလို့ရတယ်။ဒီနေ့သင်းတွေ့ဆုံခဲ့တဲ့နောက်ဆုံး6ချိန်မှာတပွဲပဲ၃ခုနဲ့ထပ်ဖြစ်ထားပြီးတော့ကြံ၅ပွဲစလုံး2ခုနဲ့အောက်ဖြစ်ထားတဲ့အစဉ်လာရှိတယ်။ ဒီစင်လာရဂိုးဘော်ထိုးဝက်ကိုပြည့်သက်များစုကလည်းလက်တွေ့နေကြမယ်လို့ယူဆပါတယ်။ဒါကြောင့်ဒီပွဲဈေးကွက်ဖွင့်လှစ်မှုအရအရှာဈေးကွက်ဖွင့်လှစ်သူတွေအနေနဲ့ဂိုးဘော်ထိုးဝက်မှာရှိနေပုံရတယ်လို့တွက်ဆချင်ပါတယ်။ဘွန်ဒက်စ်လီဂါမှာဖရိုင်ဘတ်ကဖရန့်ဖို့သင်းကိုလေဗယ်30ရှုံးမဲ့ကျော်ပေးထားပြီးတော့ဂိုးပေါင်းစေးက30ဆိုပြီးဖွင့်လှစ်ထားတယ်။ဈေးကွက်ဖွင့်လှစ်မှုအရဘော်ဒီဈေးပြော့ပြီးတော့ဂိုးပေါင်းစေးမာနေတာကိုတွေ့ရမှာပါ။ ိုင်မိုင်ကွင်းနောက်ဆုံး၈ချိန်သွားအောင်ရှင်မြန်ခဲ့တဲ့နေရာမှာတပွဲပဲရှုံးခဲ့ပြီးတော့၄ပွဲတည်း၃ပွဲနိုင်ရထားတဲ့ဖရမုတ်အင်းနေနဲ့အစင်လာကောင်းဆက်ထိတ်မှုများတယ်လို့တွက်ဆထားကြပါတယ်။ဒီရညာရဲ့ဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေကနောက်ဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲစဉ်ကတော့ Super Sunday ရဲ့ပြည်သက်ဆက်ဝင်စားမှုအများဆုံးဖြစ်နေတဲ့အင်္ဂလန်ဒါဘီအပြိုင်မှုပါ။ဒီဘွဲမှာအင်ရှင်လပါဘူးကမန်ယူသင်းကိုတပေါင်း၃၀ဆိုတဲ့ဈေးကွက်ဖွင့်လှစ်ထားပြီးတော့ဂိုးပေါင်းစရာ၃၆၀ဆိုပြီးဖွင့်လှစ်ထားတယ်။လပါဘူးရဲ့မူလပေါ်ရီစီတင်းနှုတ်၈၀ရာနေဝင်ရုံးနှစ်ဆင့်ပြုတ်ကျလာတာဖြစ်ပြီးတော့ ကိုပေါင်းစင်းကလည်းမူလတက်စေ3020ဆိုတဲ့ဝင်းကျင်ကနေဝင်းရိုးတစ်ဆင့်မြင့်တက်လာတယ်။ဗိုလ်စည်းကြပြီးတော့ကိုပေါင်းစင်းမြင့်တက်လာတဲ့အခင်းချင်းရအောက်သိန်းဖြစ်တဲ့မန်ယူသိန်း900နိုင်ချီများတယ်လို့ညွှန်းဆိုနေတာကိုမြင်ရတယ်။ ကွန်မြူနိုင်းဘူလူပွဲအားစားလို့ဒီဟာဒီလပအုပ်ပြန်သန်းထားတဲ့ပြိုင်ပွဲအတွင်းနောက်ဆုံး၁၁ပွဲမှာနှစ်ပွဲပဲဂိုးဝင်ပေးရပဲနဲ့ကျန်တဲ့၉ပွဲမှာတွင်းကိုးတွေခွင့်ပြုပေးထားတဲ့လပအုပ်ခန့်စစ်ကိုမန်ယူသင်းတိုက်စစ်ကအခက်ကြုံစီမှာလည်းတည်ကြတယ်။အမေကွင်းမှာနောက်ဆုံးနှစ်ကြိမ်ဆက်တည်ကစားထားနိုင်တဲ့မန်ယူသင်းကလည်းစိတ်တပိုင်းအားသာချက်ရှိနေတာကိုတွေ့ရတယ်။ဆိုတော့အင်္ဂလန်ဒါဘီမှာမန်ယူတို့အခြေအနေကောင်းမယ်လို့တွက်ဆထားပုံရတဲ့အာရှစင်ကွက်ဖွင့်လင်းသူတွေရဲ့ဈေးခေါ်ပြောကတကယ်ပဲလုံးဖြစ်မလားဆိုတာကိုတော့စောင့်ကြည့်ရင်ခေါ်ရမယ့်ပွဲတစ်ပွဲလို့ဆိုလို့ရပါတယ်။ အခုတဆက်ပေးခဲ့တဲ့ကတော့ဥရောပဒိဋ္ဌိလေးတွေကတင်းငွေညာအတွက်ဈေးကွက်ရထူးခြားနေတဲ့ပွဲစဉ်တွေပဲဖြစ်ပါတယ်။ဒီတဆက်မှုကတဆင့်ကျွန်တော် channel ကိုအားပေးနေတဲ့ပြည်သက်တွေအတွက်ပွဲရွေးချယ်မှုတွေမှာအကျိုးရှိတဲ့ထောက်ကူပြုမှုတွေဖြစ်ပါစေလို့လည်းမျှော်လင့်ပါရစေ။ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော် channel ကို subscribe လုပ်ရသေးရင်လည်း like နဲ့ subscribe လုပ်သားပေးလို့ရပါတယ်။